ချက်ပင်ရိုဒီဖန်လစ်ကနေပြီးတော့တရားဝင်ဒီဘက်မှာချိန်ထားတဲ့အကြောင်းတစ်ချောင်းရှိတယ်။လက်ရှိလာမယ့်9လပိုင်းအတွက်ကိုလေ scholarship 50%ပေးနေတယ်ပေါ့။အလုံးမင်္ဂလာပါ။မြန်မာပြည်မှာပေါ့နော်အကြောင်းအကြောင်း IGCSE ကိုမပြင်ချင်တော့ဘဲနဲ့ အဒီထိုင်းနိုင်ငံမှာပေါ့နော်ဟိုကိုတက်က visa လဲရမယ်နောက်ပြီးတော့တကယ်ဟို quality teachers တွေဟာလား quality facilities တွေနဲ့အကြောင်းတက်ဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုချက်ပင်ရိုဒီ funglish ကနေပြီးတော့တရားဝင်ဒီဘက်မှာချိန်ထားတဲ့အကြောင်းတစ်ချောင်းရှိတယ်။နော်အဲ့ဒီ international college တခုနဲ့ချက်ပင်ကမိတ်ဆက်ပြီးတင်တယ်။အဲ့တော့ဟို PIG ပြီးထားတဲ့သူတွေပဲဖြစ်ဖြစ်နောက်ပြီးတဲ့ခါကျလို့ရှိရင် A level ပြင်ကျင်တယ်, O level ပြင်ကျင်တယ်ဆိုလို့ရှိရင်လေချက်ပင်ရို ဒီကနေ့အသေးစိတ်လာမေးပြီးတော့ပေါ့နော်ချက်ပြီးတော့အဲ့ဒီအကြောင်းလေးကိုချိန်ပြီးလို့ရတယ်အဲ့တော့ visa လည်းတစ်ခါရဲ့အစီအစဉ်ပြီးတယ်ပေါ့နော်နောက်တစ်ခွက်ကျတော့အခုလက်ရှိလာမယ့်9လပိုင်းအတွက်ကိုလေ scholarship 50%ပေးနေတယ်ပေါ့အဲ့တော့ဟိုအရှိရမှာပြောခဲ့သလိုပဲဟိုတကယ်ကြီးဟို qualify ကိုကိုကိုဖြစ်ဖို့ပြင်ဆင်တဲ့အခါမှာဟာလား ITCSE ပဲဖြစ်ဖြစ် GED ပဲဖြစ်ဖြစ် O level တွေ OSSD တွေပဲဖြစ်ဖြစ်ဒါတွေသာရှိထားမယ်ဆိုလို့ရှိရင်ကြောင်းရွေးတဲ့အခါမှာအရင်ကို အခက်အခဲမရှိဘူးပေါ့နော်အဲ့တော့ဟိုဆက်နှစ်တန်းပြီးထားတယ်ဆိုလို့ရှိရင်လည်းနောက်ဘာဆက်လုပ်ရမလဲမသိရတူတွေဟာဆယ်တန်းမဲ့ပြီးထားလို့ဘာလုပ်ရမလဲမသိရတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်တကယ်နားလည်တက်ကြွတဲ့သူတွေကိုမေးပါပြုပါဟိုဒီ channel နဲ့မှမဟုတ်ဘူးဘယ်သူနဲ့ပဲဖြစ်ဖြစ်ဒါပေမဲ့ မေးပြီးတဲ့အခါမှာလည်းကိုကကိုတေချာ online ကနေ check လုပ်ပြီးတော့ confirm ပြန်လုပ်ပါဘာဖြစ်လို့လဲဆိုတော့ final decision making ကကိုပုံမှာပဲမူတည်တယ်ကိုမိသားစုနဲ့ကိုနဲ့ budget တွေတွက်ရမှာရှိတယ်ရေရှည်အတွက်ကိုစဉ်းစားရမှာရှိတယ်ဟာလာဟိုဘက်မှာကြောင်းသွားတက်တိုင်းဟိုပညာရေးကြီးကိုပဲအရင် focus လုပ်မယ်ဆိုရင် budget အရတော့အရင် strong ဖြစ်ရမယ်ဟာဒါမှမဟုတ်လို့ဟိုပတ်စံကလည်းကျမတို့က limited ဖြစ်နေတယ်အကျမတို့ download လောက်လေးလောက်ပဲတက်နိုင်တယ်ဆိုကိုကြစ်ကြစ်လေးလေးနဲ့ဘာလို့လို့ရမလဲဆိုတော့ ေချာတော့တွက်တင်နေပေါ့နော်မဟုတ်လို့ရှိရင်အချိန်လည်းကုန်တယ်စိတ်တွေလည်းညင်ရမယ်ပတ်စံတွေလည်းကုန်မယ်အဲ့တော့ကိုကလေဟိုအာဗမာကျောင်းကနေပြီးထားတဲ့အတွက်ကြောင့်မို့လို့ကျမတော့ဒါအောင်မလုံးနိုင်တော့ပါဘူးဟလာဟိုအဲ့လိုမျိုးတော့မတွေးစီချင်းပေါ့နော်ချက်ပီးကဘာလို့ဆိုရော်လေတချို့ grade 12ပြီးထားတဲ့ကလေးတွေဟာလေတကယ်အရန်တော်တဲ့ကလေးတွေချေလို့မြင်ခဲ့ပြီးပြီပေါ့နော်အဲတကယ်ကြီးဒီဘက်မှာ grade 12ဆိုလည်းပြီးတယ်ဟို O level မဟုတ်ဘဲနဲ့ A level ဝင်လို့တာတော့မှတကယ်လုံးနိုင်ခဲ့တဲ့ကလေးတွေရှိတယ်အခုခုကို underestimate မလုပ်ဖဲနဲ့ ိုတကယ်ကြီးကိုမှရှိထားတယ်ဟာလာကိုရဲ့ဒီဟိုအမှတ်တရကောင်းထားတယ် grade 12ပဲ PP PIG ပဲ PP ဒီဘက်ကပေါ့နော်ဒီထိုင်းနိုင်ငံဘန်ကောက်မြို့မှာဟိုဂျေရိုချိတ်ထားတဲ့ International College မှာဂျေရိုရနေပြီးတော့သူတို့ဒေတာအပ်ပေးမယ်အပ်ပေးပြီးတဲ့ခါကြလို့ရှိရင်သူတို့ဘက်ကလည်း50% scholarship ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟာလာဟို level test တွေလုပ်ကြည့်လို့ရတယ်သူတို့ရှိမှာဝင်ခွင့်တွေဖြည့်ကြည့်လို့ရတယ် အဲ့တော့တကယ်တမ်းအသေးစိတ်သိကျင်လဲဆိုလို့ရှင်လာမေးပါမိမတွေအနေနဲ့ကလည်းတချို့ပေါ့နော်ဟိုဘဘိုင်းမထားကျင်တဲ့သူတွေဟာဒီဘက်မှာပဲဆက်ပြီးတော့လာတက်မယ်ဒီဘက်ကနေမှကျန်တဲ့ pathway တွေကိုသွားမယ်တခြားနိုင်ငံတွေကိုသွားမယ်ဆိုလို့ရှင်လည်းအဆင်ပြေတယ်လीနော်ဆိုတော့ဟိုဘာဖြစ်လို့လဲဆိုလို့ရှင်အခုဆိုလို့ရှင်ဘန်ကောက်မှာကြောင်းတက်နေတဲ့သူပဲဖြစ်ဖြစ်မလေးရှားမှာတက်နေတဲ့သူတွေပဲဖြစ်ဖြစ် inquiries တွေအများလာကြတယ်အဲ့တော့ US ပြန်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုယူရိုဖက်တွေကိုစဉ်းစားတဲ့အခါမှာလည်းဒါတွေကအကျုံးဝင်တယ်အခုဆိုရင်မလေးရှားမှာ Monash University Sunway inch အဲ့လိုအဲ့လိုမျိုးကျောင်းတွေကကျောင်းသားတွေဆိုအများကြီးလာမိကြတယ်။ဒါပြီးရင်တို့က American Transfer Program တွေကိုသွားမဲ့အတွက်ကြောင့်မဟုတ်လို့ Australia မှာကျောင်းတော့တက်မဲ့အတွက်ကြောင့်မဟုတ်လို့ဒါတွေဒါတွေ join ထားတာဒါပေမဲ့ဒါတွေကိုအလကားမဖြစ်အောင် teacher consultation ယူမယ်ယူပြီးသွားရင်ကျုပ်ဘာတွေဆက်လုပ်လို့ရမလဲဆိုတာလေကျုပ်ဆွေးနွေးပြလို့ရတယ်။အဲ့တော့အဲ လောလောဆယ်ကတော့50% scholarship နဲ့ဒီဘက်မှာပေါ့နော်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပေါ့နော်ချက်ပီကိုပန်ဂလစ်ကချက်ဘောက်စ်မှာပဲဖြစ်ဖြစ် comment မှာပဲဖြစ်ဖြစ်လာမိပါတန်တာနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုလို့ရှိရင်ချက်ပီရဲ့ virtual office မှာလည်းလာမိလို့ရပါတယ်လို့ပြောရင်ဆုံးသက်လိုက်ပါတယ်เนาะအားလုံးပဲ bye bye